တော်ရရှင်တို့အလင်းငါကြောစွာဆရာကြီးရွှေပြည်အေးရဲ့နဗန်းဆန်တခြင်းကိုများကြားဘူးကြပါသလားခင်ဗျာ။အော်မောင်သိမ့်မြတ်ရဲ့မိမမိတတ်ပလီဒီလောက်နာမည်ကြီးတဲ့တခြင်းများမကြားဘူးပဲရှိပါမလားလို့ဥရောဒေါ်တော်တို့အရွယ်တွေကတော့ပြောကြမှာတကြပေါ့ပေါ့နော်။ဒါပေမဲ့လည်းညီငယ်နှမငယ်အရွယ်တွေထဲမှာတော့မကြားဘူးတဲ့သူတွေလည်းရှိရင်ရှိရမယ်လို့ထင်ပါတယ်။ကြိုင်ဒီတော့မကြားဘူးတဲ့သူတွေအတွက်ကျွန်တော်များဆိုပြလိုက်ရလို့ရှိရင် ကောင်းမလားမသိဘူးနော်။အဲဒါပေမဲ့ အဲနေပါဦးမြာကျွန်တော်မှာကတေးသချင်းတီဆိုမှုနဲ့ပတ်သက်လို့ရှိရင်ဂျုံဘူးရဲ့အတွေ့အကြုံလေးတချို့ရှိပါတယ်အဲ့ဒါကိုအရင်ပြောပြပါအောင်မယ်ကျွန်တော်တို့ရုံးမှာ BBC ရုံးထဲမှာကျွန်တော်အလုပ်လုပ်ရင်းနဲ့တခါတလေမှာသချင်းကောင်းကောင်းလေးတွေကိုစိုးတက်ညှိတက်ပါတယ်အဲ့ဒါလို့မြာကျွန်တော်သချင်းဆိုပြီလားဆိုလို့ရှိရင်ကျွန်တော်တို့ BBC ဝိုင်းတော်သားတွေကကျွန်တော်ကိုမုံနေပါတယ်အများရန်ကြွေးတက်ပါတယ်အဲ့အဲ့လိုကြွေးတာကသချင်းအဆိုးကောင်းလုံးလို့ဆုလာချရတော့မဟုတ်ပါဘူးဗျာဒီကောင်တော့မုံစားလို့ရှိရင် တချင်းအစိုးရရမှာပဲဆိုတော့မျောလင်းကျင်တဲ့သူတို့ကကြွေးကြတာပါဗျာကဲအဲ့ဒါလောက်နာမည်ကြီးတဲ့လူဆိုတော့သောတာရှင်တွေကိုလည်းနှိမ့်ဆက်ရာရောက်မှာဆိုလို့ကျွန်တော်မဆိုတော့ပါဘူးနာမည်ကြီးဆိုတော့များဖြစ်ကြတဲ့ A1 ဒေါ်တင်တင်လှနဲ့သားတို့ဆိုထားတာကိုပဲသောတာရှင်များစိတ်ချမ်းသာလက်ချမ်းသာနားဆင်တော်မူကြပါခင်ဗျာ thank you ကဲဒါကတော့နဗန်းဆန်တခြင်းပါပဲဗျာပထမဆုံးဆိုတဲ့သူကတော့အစိုးရကြီးဒေါ်မြင့်မြင့်ခင်လို့ထင်ပါတယ်ပြန်ဆိုကြတဲ့သူလည်းမနေဘူးဆိုတော့တော်တော်များများကဒီတခြင်းကိုကြားဘူးကြမယ်ထင်ပါတယ်အဲဒီတခြင်းမှာကထူးခြားချက်ကလေးရှိပါတယ်အဲ့ဒါကတော့ကြေးလက်တခြင်းဆန်တဲ့အချက်ပါကြေးလက်ဟန်ကြေးလက်အတန်တွေအပြည့်ပါပါတယ်တိထားကြည့်မယ်ဆိုလို့ရှိရင်ရက်သေးရွာထဲမှာလူအများသုံးတဲ့စကလုံးတွေပြောနေကြဆိုနေကြစကလုံးတွေနဲ့အကြည့်ပဲဒီသချင်းကိုဆက်ဆိုထားတာကိုတွေ့ရမှာပါ ဆရာကြီးရွှေပြည်ရေးကဂန္ဓဝန်ဆန်တဲ့အဖွဲ့ပတိတရစ်ဆန်တဲ့အဖွဲ့ခန့်ပေတန့်ပေ နုပေနွဲ့ပေဆိုတဲ့သကလုံးတွေနဲ့ဖွဲ့တဲ့အဖွဲ့မျိုးကိုလည်းကြွန့်ကျင်သူဆိုတာကတော့တန်တရားဖြစ်စရာမရှိပါဘူးဆရာကြီးရွှေပြည်ရေးရဲ့အလွန်လက်ရမြောက်တဲ့မိုးရွှေလေတိုင်းစတဲ့အချင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဆရာကြီးမှာအဲ့ဒါလိုအကြီးအချင်းမျိုးအပြည့်ဝရှိတယ်ဆိုတာသိထင်ရှားပါတယ်။ဒါပေမဲ့ဒီအချင်းမှာဆရာကြီးဟာအဲ့ဒါလိုအခက်နေအတန့်နေ အနုအလအစာစနာလေးတွေကိုရှောင်ပြီးတော့ရက်သေးရွာထဲမှာလူတကာပြောနေကြဆိုနေကြစကလုံးတွေနဲ့သာတီးကုန်းထားတာဟာထူးခြားချက်ပါအဲ့ဒါကိုကဒီတချင်းရဲ့တန်ဖိုးလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကျေးလက်တချင်းဆိုတာဟာအရက်သားတွေရဲ့အတန်စစ်စစ်နဲ့ဖွဲ့ပါတယ်အရက်သားတွေရဲ့ပင်ကိုယ်သဘာဝကိုပေါ်လွင်အောင်ဖွဲ့ပါတယ်အရက်သူအရက်သားပါဇက်ဖျားမှာဆိုလွယ်မှတ်လွယ်လည်းဖြစ်ရပါတယ်အရက်သူအရက်သားတွေမြိုင်းမြိုင်းဆိုင်ဆိုင်ဝိုင်းဖွဲ့တီးဆိုလို့ကောင်းတဲ့တချင်းမျိုးလည်းဖြစ်ရပါတယ် ဒါအပြင်မှာတာမန်အရက်သူအရက်သားမထင်မရှားပုံကိုယ်တွေကဖွဲ့ထားတဲ့ပိုင်ရှင်မဲ့တခြင်းတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ပြည်သူပိုင်တခြင်းတွေဖြစ်လေရှိပါတယ်။အဲအဲ့ဒီနောက်ဆုံးတစ်ချက်ကလွဲလို့ရှိရင်ဒီတခြင်းဟာကျေးလက်တခြင်းအင်္ဂါရက်နဲ့ညီးတဲ့တခြင်းမျိုးပါ။နောက်ပိုင်းမှာပြန်ဆိုကြတဲ့အခါမှာတော့ဒီတခြင်းမှာမှားဆိုတတ်ကြတဲ့နေရာလေးတွေရှိပါတယ်။အဲတနည်းအားကတော့ကျွန်တော်တော်တော်စိတ်ဆိုးတဲ့အမှားပါ။ဘယ်နေရာမှာမှားတယ်လဲဆိုတာကိုကျွန်တော်မပြောခင်အမှန်ကိုအခုအရင်ဖွင့်ပြကြပါမယ်။အမှန်ကိုအရင်နှောက်ထောင်ကြည့်ပါ။ ါကအမှန်လို့ကျွန်တော်ယူဆပါတယ်အခုထားတို့ A1 တင်တင်လှတို့ကလည်းဒီလိုပဲဆိုပါတယ်ဆိုတော်ကြီးဒေါ်မြင့်မြင့်ခင်ငယ်စဉ်တုန်းကဆိုတဲ့ပထမဆုံးလက်ရာမှာလည်းအဲ့ဒါလိုပဲဆိုပါတယ်အဲအမားဆိုကြတဲ့သူတွေတဲကတယောက်ရဲ့အတန်ကိုကျွန်တော်နမူနာဖွင့်ပြပါမယ် နဲ့အမှန်မှာကွဲနေတာကငါတာလှပြပြပြနဲ့ဟဲ့တာလှပြပြပြကွဲနေတာဖြစ်ပါတယ်။ကွဲနေတဲ့စကလုံးလေးကတကယ်တော့တလုံးနဲ့ပါ။ငါနဲ့ဟဲ့အဲ့တလုံးပဲကွဲတာပါ။ဒါပေမဲ့အဲ့တလုံးကွဲတဲ့အတွက်ဒီသချင်းကိုတုံးတက်ကွမ်းပျက်စီးသွားစေတယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဗျာ။အဲ့တုံးတက်ကွမ်းကိုပြောရမယ်ဆိုလို့ရှိရင်ပထမဆုံးပျက်စီးတာကသချင်းရဲ့ပတ်ဝန်းကျင်အငွေ့အသက်ပျက်စီးသွားပါတယ်။ငါတာလှဆိုတာကတော့မှာကြေးလက်မှာတုံးတဲ့အတုံးမှာ ဟဲ့တာလှဆိုတာက မြို့မှာတုံးလေးရှိတဲ့အတုံးမှာဒါကြောင့်လဲဒီသချင်းဆိုတဲ့သူတွေကမြို့ကလူတွေများတော့ငါတာလနဲ့တိတ်ပြီးတော့မရင်းနေတဲ့အတွက်ဟဲ့တာလှဖြစ်သွားတာလားတော့မပြောတတ်ပါဘူးဗျာဒီသချင်းမှာသူတို့ကဟဲ့တာလှလို့မှားပြီးတော့ဆွလိုက်တဲ့အတွက်တောနှံ့ပျောက်သွားပါတယ်အဲ့ဒါကပထမပျက်စီးတဲ့ပျက်စီးခြင်းမှာဒုတိယတစ်ချက်ကိုပြောရမယ်ဆိုရင်တော့ဟဲ့တာလှလို့ဆွလိုက်တဲ့အတွက်ကြောင့်လူမှုဆက်ဆံရေးဟန်ပန်ပျက်စီးသွားပါတယ်ငါတာလှဆိုတာနဲ့ဟဲ့တာလှဆိုတဲ့ ခေါ်နီးနှစ်နီးဟာဆက်ဆံမုံဆက်ဆံနေခြင်းမတူပါဘူးငါတာလှဆိုတာကငါတို့တာလှငါကောင်ကြီးတာလှငါတို့လူအရင်ချာငါတို့ချစ်တဲ့တာလှဆိုတဲ့သဘောထားကိုကောင်းကောင်းကြီးခံစားလို့ရပါတယ်ဟဲ့တာလှကတော့အထက်အောက်သဘောပါပါတယ်အကြီးကနေအငယ်ကိုဒါမှမဟုတ်အစ်မြင့်သူကနေအစ်င့်နှိမ့်သူကိုခေါ်တဲ့ဟန်ပန်မျိုးပါတထေးကတော်ကနေဒရိုက်ဘာကိုခေါ်တဲ့လေတံမျိုးပါဟဲ့တာလှကရင့်နေငါတာလှကရင်ပါတယ် ငါသားလှရဲ့အချိုတက်ကလေးဟာဟဲ့သားလှကြောင့်ခါသွားတယ်လို့ပြောချင်ပါတယ်ဒါကဒုတိယပျက်စီးခြင်းပါတတိယအချက်ကတော့နဘေပြက်တာပါငါသားလှဆိုတဲ့အပိုက်နဲ့ဗျဗျာဗျာဆိုတဲ့အပိုက်မှာသုံးလုံးစလုံးကာယံမိပါတယ်နဘေထက်ပါဟဲ့သားလှဆိုတဲ့အခါမှာကျတော့ဟဲ့နဲ့ရှေ့ဆုံးကဗျာနဲ့ကာယံလွဲတော့ပါတယ် အဲ့ဒါကြောင့်ဒါကတော့တတရပျက်စီးခြင်းလို့ကျွန်တော်ပြောချင်ပါတယ်။ကြပြားတစ်ပုတ်တချင်းတစ်ပုတ်မှာတလုံးလေးလွှဲသွားတာနဲ့တချင်းရဲ့ဂုံတက်တီမှာသုံးတက်ကွမ်းပျက်စီးသွားတာဟာမှတ်သားလောက်တဲ့သင်ခန်းစာလို့ကျွန်တော်ကတော့ထင်ပါတယ်ဗျာ။အဲ့ဒါကတစ်ချက်ပေါ့လေ။နောက်ထပ်ကျွန်တော်တော်တော်လေးစိတ်ညစ်တဲ့အမှားတစ်မျိုးလည်းရှိပါသေးတယ်။အဲဒီတစ်ခါတော့မှားတဲ့အတန်ကိုကျွန်တော်ဖွင့်မပြတော့ပါဘူး။မှားတဲ့သူကတော်တော်များများရှိပါတယ် ကာရာအိုကေတချင်းခွေတွေမှာဆိုလို့ရှိရင်ခက်တီတီကြီးစာတန်းထိုးပြီးတော့ကိုကြက်ကြက်နာနာမှားထားတော့တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်အဲ့ဒီအမှားကတော့ပခုံးမြုပ်မှကြံကုန်းတုတ်ကြရန်လို့မှားဆိုကြတာပါကုန်းစားကြတော့ပခုံးတွေများမြုပ်သွားမယ်လို့ထင်ပြီးတော့မှားကြတာလားမပြောတတ်ပါဘူးဗျာကျွန်တော်အမြင်ပြောရလို့ရှိရင်တော့ကုန်းစားလို့ရှိရင်ခေါင်းကငုံသွားတော့ပခုံးကပူပြီးတော့တောင်မှပေါ်လာဖို့ရှိပါသေးတယ်အဲတကယ်တမ်းအမှန်ကဒီလိုပါ တကယ်အမှန်ကတဖုံမြုပ်မှတန်ပုံတုတ်ကြရန် ဖြစ်ပါတယ်ဝက်သားတို့ကြီးကလက်သီးစလောက်တောင်မှရှိတယ်ဆိုတော့ကြိုက်လိုက်တဲ့အခါမှာ သွားရင်မကဘူးတဖုံမှတောင်မြုပ်သွားတယ်လို့ပြောတာဖြစ်ပါတယ်တဖုံမြုပ်မှတန်းဆိုတာကတော့တဖုံမြုပ်အောင်စားလိုက်ရမှ စားရကျိုးနဲ့တယ်စားရတာတန်တယ်လို့ပြောချင်တာလဲဖြစ်ချင်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်တဖုံမြုပ်အောင်စားပြီးမှတန်မယ်တော်မယ်ရက်မယ်လို့ပြောချင်တာလဲ